ားလုံးမမြင်တော့ပါ UK Match ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရယ် Champions League တက်တဲ့အောင်းလို့မြင်တော့ပါ Western Team ရဲ့ Brazil Queen နဲ့ကစားပါ Lucas Paqueta ကိုဒါ England ဘောလုံးဖွဲ့ချုပ် FA ကစွဲချက်တင်ထားတာအားလုံးသိကြပါပါ အသက်28နှစ်အရွယ်ရှိတဲ့ Brazil ကမှကပြီးခဲ့တဲ့တစ်နှစ်ကျော်တည်းကဒါကြောင်စားမှုပြုလုပ်တဲ့ကိစ္စဆိုပြီးတော့သူကိုစွဲချက်တင်ထားတယ်အဓိကကတော့ ရည်ရွယ်ချက်ရှိရှိအဝါကက်တွေရယူခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေနဲ့ဒါသူ့ကိုဆွဆွဲထားတယ်။ဒါကြောင့်လဲလူကက်စ်ပကက်တာကိုဥရောပဘဲထိတ်တန်းကလပ်အသင်းမှာထဲထဲဝင်ဝင်လိုက်ချင်းမရှိတော့ဘဲနဲ့ဘဲချိန်သူပွဲပယ်ခံရမလဲဆိုပြီးတော့တော်တော်များများကစိုးရိမ်နေကြတယ်။အခုနောက်ဆုံးတက်လာတဲ့ဒေးလီမေးရဲ့သတင်းရဲ့ဖော်ပြချက်ရဘာပြောလဲဆိုတော့ဝက်ဆမ်ဘတ်ကအခုလောဆယ်မှာလူကက်စ်ပကက်တာရဲ့အမှုကိစ္စဟာ အနိုင်ရဖို့ယုံကြည်မှုအပြည့်အဝမရှိတော့တဲ့အတွက်ဒီသားမဟာအင်္ဂလန်ဘောလုံးဖွဲ့ချုပ် FA ရဲ့ပွဲပယ်ပြစ်ဒဏ်ကိုရင်ဆိုင်ရဖို့ရှိတယ်လို့ဖော်ပြထားတယ်ဆိုတော့အခုဒီဖက်ကက်တာနဲ့ပတ်သက်လို့ပေါ့လေအဓိကဖက်ကက်တာကအဝါကက်တွေကိုရွေးချက်ရှိရှိယူတယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့ဆွဆွဲခံထားရတာဆိုတော့ Ivan Toni လည်းဒီလိုပုံစံမျိုးနဲ့အဝါကက်ဒီ ဒါသူကလည်းလောင်စာမှုပြုလုပ်တဲ့အကြောင်းဒါ၈လလောက်ပွဲပေးခံရတယ်ဆိုတော့အရှိမလဲအဲ့လိုတာရကတွေအများကြီးရှိတဲ့ချိန်မှာဒေလီမေးရဲ့အဆိုရပက်ခတာနဲ့ပတ်သက်တဲ့ဒါအမှုမှာရာဇဝိမှုမြောက်ကျူးလွန်တဲ့ခိုင်မာတဲ့တပ်တွေထက်ကျော်လွန်တဲ့အချက်တွေကိုတွေးရှိထားပြီးဖြစ်တဲ့အတွက်ကြောင့်ဒီလိုပြောမလဲ ဒီဆွဆွဲချက်ဟာဒါပက်ကတာကိုပွဲပယ်ပြစ်ဒဏ်ချဖို့လုံလောက်နေပြီလို့ဖော်ပြထားတယ်။ဆိုတော့တချို့ report တွေမှာတော့အင်္ဂလန်ဘလုံးဖွဲ့ချုပ် FA ဟာအသက်28နှစ်အရွယ်ရှိတဲ့ဘရာဇီးကွင်းလေကစားပါကိုတတတာပွဲပယ်ပြစ်ဒဏ်ချဖို့တည်ရည်ရထားတယ်လို့ဆိုတယ်။ဆိုတော့အခု Daily Mail မှာဖော်ပြချက်ရရော report တွေမှာဖော်ပြချက်ရပက်ကတာရဲ့အနာဂတ်ကမသေးချာမကြီးရမရှိတယ်။ဆိုတော့ဝက်ဆန်ကတော့ဒီကိစ္စက မှားနေတဲ့အခြေအနေမျိုးဖြစ်နိုင်တယ်ဆိုတဲ့အခြေအနေနဲ့ဒါသူတို့ဘက်ကတုံ့ပြန်မှုရှိပေမဲ့ FA ကသူ့ကို2024 match လာမှာဆွဲချက်တင်လိုက်တာဖြစ်တာတော့ပြီးခဲ့တဲ့အစောပိုင်းနဲ့ကဖြစ်တာဒါပေမဲ့သူတို့ဆွဲချက်မတင်မဲနဲ့သူ့ကိုရိုးရိုးပဲ तू ကအော် तू ကဘယ်လိုဖြစ်လဲဆိုတော့အဝါကက်ကို၄ချိန်တီတီရွေချက်ရှိရှိရယူခဲ့တယ်ဆိုတဲ့အချက်ဆိုတော့ဒါသူတို့တွက်ထားတာကနိုဝင်ဘာ22ရက်နေ့ လက်စစ်စတီနဲ့ကစားမန်ချက်လက်စစ်စတီနဲ့ကစားခဲ့တဲ့ပွဲမှာအဝါကတစ်ချိန်ယူတယ်။နိုဝင်ဘာ20ဒီ2020နိုဝင်ဘာပေါ့လေ2020နိုဝင်ဘာမှာမန်ချက်စတာစတီနဲ့ကစားတဲ့ပွဲမှာယူဝချက်ရှိရှိအဝါကယူတယ်။2023အက်စူပီလာနဲ့မက်ရှလာမှာကန်တဲ့ပွဲမှာယူဝချက်ရှိရှိယူပြီးတော့2023မေလလီးယူနိုက်တက်နဲ့ကစားတဲ့ပွဲရဲ့အဲ23မှာပဲ ဘုံပေါင်းနဲ့ကစားခဲ့တဲ့ orchestra ရသည်စပွဲရေဆိုနှစ်ဆနှစ်ကနေ23အတွင်းမှာအဝါကတ်၄ချိန်တိတိကိုပကက်တာကရည်ဝဲချက်ရှိရှိရယူခဲ့တယ်ဟိုတလောတော့မှတ်မိလားခရစ်စတီးပယ်လစ်နဲ့ကစားခဲ့တဲ့ပွဲမှာဟိုကွင်းလေပေါ့ကွင်းလေတိုင်းကြီးလည်းရှိတယ်ပယ်လစ်ကဘောလုံးပေးတဲ့ချက်ပေါ့ကောင်းမတိတိနဲ့ပေးတော့ပကက်တာကထိတယ်ဆိုပြီးဖြတ်ပြေးသွားတာ အဲ့ဒါတော့အမှန်တမ်းပြောပကတဘန်နာမန်နေဒါပေမဲ့ပကတရဲ့တချို့လုပ်ရတဲ့ကအရန် strain ဖြစ်တယ်ဆိုတဲ့အချက်ကိုအဖေကထောက်ပြထားတယ်ဆိုတော့တကယ်လို့များ Lucas Paqueta ကိုပြစ်မှုထင်ရှားကြောင်းအဖေဘက်ကတတ်တည်ပြတာဒီလုံလောက်ပြီဆိုရင် lifetime ban ကိုလုပ်နေတယ် lifetime ban လို့ဆိုအခုသူတို့ကဒီတစ်ပတ်ကံပဲပွဲစဉ်ဒီ Newcastle နဲ့ပွဲပါအောင်မယ်ဒါပေမဲ့အဖေကမကြိုက်တဲ့စီရင်ချမယ်ဆိုတော့ Daily Mail ရဲ့ဖော်ပြချက်အရ Wasan ကိုတိုင်း လူကတ်စ်ပကက်တိုင်းအပူရှုံးနေမယ်လို့သူတို့ဘက်ကစပြီးတော့ခံစားမိနေတဲ့အတွက်ဒီကစားမဟာကစားမဘွားအပိတိုင်အနာရမွေးရှိပြီးတော့ဒါသူတို့ဒီ case ကိုအနိုင်ရဖို့မမြင်နိုင်တော့ဘူးဆိုပြီးတော့ဖော်ပြထားတယ်ဆိုပကက်တိုင်းကိစ္စကို FA ရရှင်းရှင်းလေးမင်းဝါကက်ရေးချက်ရှိရှိယူတဲ့အတွက်ကြောင့် ဒါလောင်စားမှုပြုလုပ်တဲ့အတွက်ဆိုပြီးတော့ Ivan Toni တောင်မှရှစ်လပါတဲ့ကြောင့်ပကက်တာကို၄ချိန်တတိလုပ်တဲ့အတွက်ကြောင့်ဆိုပြီးတော့သူတို့ကတသက်လုံးပွေပဲပါ FIA ပြီးခဲ့တဲ့ရပ်ပိုင်းမှာမှတ်မိလား Crystal Palace ရဲ့ကိုယ်သမားအခုစပယ်လစ်နဲ့မေဝိုးနဲ့ကစားခဲ့တဲ့ပွဲတော်ကလည်းဒါမေဝိုးကုသမာကပယ်လစ်ရဲ့တိုက်စစ်ပုံမှာထက်တာကိုကြမ်းကြမ်းတတ်တတ်လှုပ်လို့၃ပွဲပယ်တာကနေအခုပွဲတိုးလိုက်ပြီး၆ပွဲပယ်လိုက်ပြီ ဆိုတော့တို့အားအဲ့ဒါကိုတင်းတင်းကြပ်ကြပ်လုပ်တယ်ဒါကတော့အမှုမတူဘောလေဟိုကတော့ violent contact ကိုလုပ်တဲ့သူဒါပေမဲ့ Paqueta ရဲ့အနာခက်ကအခုဒီတိုင်းဆိုရင်ဒါကြောင့်ဘဲကလပ်သိမ်းမမဝင်တာပေါ့လေ Lucas Paqueta ကရာသက်ပန်းပွဲပယ်ခံရဖို့အခြေအနေကိုရင်ဆိုင်နေရပြီဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်